ကတော့ကျွန်တော်19ရက်လေးလ2025မှာဒါကျွန်တော်တပိတ်ချင်းမြို့နယ်ရီတော်ကြီးရွာကိုဒါစစ်ကောင်စီရပေါ့နော်တနအီ10မိနစ်မှာလေးဆောင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။အာကျွန်တော်တို့ဒီတရားရပြည်လူတွေကတော့ကျွန်တော်20ကျော်မေပေါ့နော်ဒါခက်မှန်းပေါ့ခုလက်ရှိချိန်ဒီဒါဒီမီးမီးလောင်ကွာကူရောဖြစ်သွားတယ်ပေါ့နော်ကျဲသွားတာကျွန်တော်တို့မြို့ပန်းလေကောင်ပေါ့နော်ရီတော်ကြီးရွာလေကောင်တက်စီဆိုင်တက်စီဆိုင်ဆိုတော့ပောက်ကွဲမှုတွေရောဆိုတော့ကျွန်တော်တို့နန်းမေး အဲဒါလူစီကားတဲ့နေရာဆိုတော့ကျွန်တော်တို့မီးငြိမ်းသတ်မှုတွေရောပြုလုပ်နေပါတယ်အခုချိန်ထိကျွန်တော်တို့ဒါတရားရတဲ့လူတွေတည်ဆုံတဲ့လူကတော့ခုလက်ရှိ73ယောက်ပေါ့ဗျာဖြစ်စဉ်ကကျွန်တော်တို့19ရက်၄လ2025ဒီနေ့ပေါ့နော်ဒီနေ့ဖြစ်စဉ်တနားီ10မိနစ်ပါအခုအခုလေးဖြစ်သွားပေါ့နော်ကျွန်တော်တို့18ရက်နေ့ကလိတ်ကဖြစ်ပါလေ19ရက်နေ့ကဒီနေ့ရေရွက်ပေါ့နော်ဖြစ်ပါလေအကုန်လုံးပေါင်းရင်တော့ကျွန်တော်တို့20ဇော်ဖြစ်ပါလေဟုတ်ဟိုကပါပါလေကျွန်တော်တို့တချို့နေရောက်ကတော့ကျွန်တော်တို့လမ်းပါပဲ ကိုကိုသွားရင်မတက်ကလမ်းမှာပဲကျွန်တော်ကွဲလွန်သွားတယ်ပေါ့အဲ့ဒါပြန်ဆုတ်ခဲ့တယ်ချန်နယ်လူတွေတော့စေးဒီကျွန်တော်နီးစက်ရာအဲကျွန်တော်တို့စောက်ရှောက်မှုပြီးထားပါတယ်ဒီ73ယောက်ကတော့ကျွန်တော်တို့ဒါကြဆုံးပေါ့နော်ကလေးနှစ်ယောက်ကတော့ကျွန်တော်တို့ပြောင်းနေတယ်လို့ကြားရပါတယ်ဗျအာကျွန်တော်တို့3နှစ်သားတစ်ယောက်ရေအဲကျွန်တော်တို့နှစ်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 ခွဲလာပေါ့နော်ကလေးအဲ့နှစ်ယောက်လို့ကြားပါကျွန်တော်တို့ပေါင်ခံမှန်းအဲကျွန်တော်တို့ကြားရတဲ့ဟာတော့300 ေါင်300ဖြစ်မယ်ပြီးလို့ချင်အာ20ဆိုပေါင်900လည်းဖြစ်မယ်ပေါ့ဟုတ်အာကျွန်တော်တို့အားလုံးပေါင်းနှလုံးပေါ့ကျဲသွားတာကျွန်တော်တို့ဓာတ်စီဆိုင်ပေါ့ရွာလေဓာတ်စီဆိုင်ဆိုတော့ကျွန်တော်တို့မီးတွေလည်းလောင်းနေပါလေဒါကျွန်တော်တို့မီးငိမ့်တက်မှုပြောပါလောက်ရပါလေပေါ့မီးလောင်တော့ကြတော့ကျွန်တော်တို့ပို့ပြီးတော့မှထိခိုက်ဒဏ်ရာပောက်ကွဲမှုတွေရှိပါမယ်ဟုတ်ကဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါအောင်ဆိုရင်ကျွန်တော်တို့သဘေချင်းမြို့နယ်အတွင်းမှာကိုကျွန်တော်တို့စေချင်ရှိပါပြီပေါ့။ဒါကကြံကြိုနေရအစားပြီဒီနေ့ နှစ်ဆက်၃ရက်နေ့ထိကျွန်တော်တို့ကျဲတဲ့စစ်ကောင်စီရဲ့၄ချောင်းတိုက်ခိုက်မှုက၁၀ချိန်ရှိပါပြီပေါ့၁၀ချိန်ရှိတဲ့နေရာမှာကျွန်တော်တို့ဒီကျွန်တော်တို့ရဲဘော်တွေအနေနဲ့ကျွန်တော်တို့ဘာမှမထိခိုက်ပါဘူးပြည်သူတွေပဲထိခိုက်တယ်ဆိုတော့ကျွန်တော်ကဒီစစ်ကောင်စီကိုပေါ်တော့မင်းအောင်ကိုမေးခွန်းထုတ်ချင်ပါတယ်ဒီစစ်ခွေးမင်းအောင်ကိုပေါ်တော့ကျွန်တော်တို့အရတားပြည်သူတွေကိုဘာလို့အဲ့လောက်ကြီးထိရဲဆက်ဆက်နှောင်းဒါတိုက်ခိုက်နေအောင်ပေါ့ကျွန်တော်တို့မြေပြင်မှာဆိုကျွန်တော်တို့လုံးဝအခံလားနိုင်ဘူးဒါဒီ 记下了，我弄。